မနက်ဖြန်အော်တိုဘာလ19ရက်နေ့တနင်္လာနေ့အတွက်နောက်ဆုံးရမွေးလေဝသခန့်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မင်းညာ17နာရီကိုမနေခန့်ကရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အနီးကိုဗဟိုပြုပြီးအင်အားရချက်တာစကေး3.6ဆင်းရှိတဲ့မြင်းကလေးငယ်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။အနက်တိန်နာကြောင့်အထက်မြင့်အဆောက်အုံတွေမှာနေထိုင်သူတွေတိတိတသာခံစားခဲ့ကြရပါတယ်။ငလင်ပညာရှင်တွေရဲ့သုံးသပ်ချက်အရရန်ကုန်မြို့ရဲ့65ရာခိုင်နှုန်းဟာငလင်အန္တရာယ်ကျရောက်နိုင်ပါတယ်။ ဒါကြောင့်ထန်းပြင်းဆောက်အုပ်တွေမှာနေထိုင်သူတွေအနေနဲ့ငလင်းဆိုင်ရာဆောင်ရန်ရှောင်းရန်တွေကိုလေ့လာမှတ်သားပြီးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြဖို့အလေးနဲ့တိုက်တွန်းလိုပါတယ်ရှင်။မင်းဖြတ်တော်မူရသူမူခန့်မှန်ချက်တွေကိုပြောရရင်ကရင်ပြည်ရှမ်းပြည်မြောက်ပိုင်းမွန်စကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာစစ်စိတ်မူရနိုင်ပြီးရှမ်းရှိပိုင်းကချင်ချင်းမွန်မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာတော့နေရာကျကျမူရနိုင်ပါတယ်ရှင်။ရခိုင်မကွေတိုင်းနေပြည်တော်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာတော့နေရာကွက်မူရနိုင်ပါတယ်။ ဒေသအလိုက်အထူးခံမှန်ချက်တွေအနေနဲ့ကတော့ကလေးမော်လိုက်မိုးကုတ်မိုးမိတ်မိုးမောက်ကလောအောက်ပန်းဟာခါမတူပီမင်းတက်ကြောက်ထုနဲ့ထီလင်းမျိုးတွေမှာမိုးနေငယ်ကနေတင်တင်ရွာနိုင်ပြီးနေရာကွက်မိုးများနိုင်ပါတယ်။လာမယ့်နှစ်ရက်တွင်တနင်္သာရီတိုင်းမှာမိုးပို့လာနိုင်ပြီးကျပင်းနဲ့တိုင်ပြည်မှာတော့လာနီညာဖြစ်စဉ်ကြောင့်အေးပို့လာဖို့ရှိနေပါတယ်။မြမပင်လေပြင်မှာတော့လိုင်းနေငယ်ကနေလိုင်းတင်းတင်းသာရှိနေပြီးတာယာတဲ့ရက်ပိုင်တစ်ခု ဖြစ်နိုင်ကြောင်းကန်နီကန်ဝေးရေလောက်သားကြီးတွင်နဲ့ ပင်လယ်ပြင်ခရီးသွားတွေကိုအသိပေးလိုပါတယ်ရှင်။မူလဝတ္တဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေကြကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတ္တခံမှန်ချက်တွေကိုလည်းဆက်လက်ဆောင်ကြည့်ပြီးကြဖို့မြစ်တိုင်ရန်ခံလိုပါတယ်ရှင်။